အမျိုးဘာသာသာသနာကိုတောက်လျှောက်ရှင်လို့ရှိရင်ဒါတွေကိုအရင်ထိန်းကမှာအဲ့ဒါတွေကိုကိုမလုံးမိအောင်အရင်စူးစမ်းရမှာတိလားကိုလူမျိုးကိုပညာတတ်အောင်အရင်သင်ပေးရမှာကိုလူမျိုးကိုအရင်သိတတ်မြင်အောင်သင်ပေးရမှာနော်ဘုရားမြတ်စွာဘုရားရဲ့သာသနာကကြတော့အပြင်နဲ့အတွင်းဆိုလို့ရှိရင်အတွင်းကိုအဓိကထားတာအဲ့ဒါကြောင့်နံပါတ်1ကိုရဲ့သိတတ်ကအမျိုးကိုစောက်ရှောက်ရှင်ပြီလား ဘာသာသာသနာကိုစောက်ရှောက်ရှင်ပြီလားအလာတို့ကိုသိကိုကိုနမတိအရင်ပြင်းနမနဲ့ကိုဘေးပတ်ဝန်းကျင်အရင်ပြင်းနမတို့ကိုနိုင်ငံထဲမှာရှိတဲ့ကိုရဲ့ဘာသာဝင်သာသနာဝင်တွေကိုအရင်ပြင်းပေါ့နော်သူတော်နဲ့မဆိုင်ဘူးငါစိတ်တည်းမှာမသက်ပြတရားတွေကို တယောက်နေပြီလားငါတို့တကားကိုနားထောင်နေပြီလားအရင်မေးတလားအတွင်းနဲ့အပြင်ဆိုလို့ရှိရင်အတွင်းကိုအဓိကထားတဲ့သာသနာဒီသာသနာနော်ငါကဟိုဖះခေါ်ရကိုတူတကားကိုရှင်းပြနိုင်အောင်ပိုင်နိုင်နေပြီလားငါရဲ့ကိုင်းတင်တရားကနော်တူတပါးရဲ့ဘုရားဘာသာဝင်ရဲ့အကြီးအကျယ်ကိုခံနိုင်နေပြီလား အရင်မေးရတယ်အကွယ်ရမခံနိုင်သေးဘူးသူတို့ချင်းခံနိုင်အောင်လုပ်ရတယ်ဗျာဒီလိုပါလေပြဿနာတွေကို မရှင်းနိုင်သေးသေးပေါ့အမျိုးပါဒသာသနာ့ကိုအော်နေတဲ့အလကားပဲနော်နံပါတ်1ကို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 အရင်မေးအားဒီမှာဖျောက်ခေါ်လိကိုငါတက်မြောက်နေမိလားတင်ကြားနိုင်မိလားပေါ့နော်လူများကိုခြားပြနိုင်မိလားအရင်မေး ပြီးလို့ရှိရင်ငါရဲ့စိတ်ဓာတ်ကငါရဲ့ကိုကျင့်တရားကလူများကြီးညိုတရားကောင်းအောင်ရှိနေပြီလားအရင်မေးမရှိသေးရင်ဖြစ်အဲ့ဒါမှအမျိုးဘာသာသာသနာကိုထောက်ချောက်တာဥဒင်ပလင်ပေါ်တက်တာနဲ့ပတ်သက်ပြီးပြောရတဲ့ထဲမှာပေါ့နော်အာပလင်ပေါ်တက်ရင်ပြည့်ပြတ်မှာပေါ့ဆိုပြီးတော့မှန်တယ်မှန်တယ်တွေ့နော်သူတို့က မဖြက်ရင်ပြည့်ပြည့်တဲ့ဆိုတဲ့သကလုံးကိုပေါ့အဲ့ဒီမကိုသူတို့ကမိမလို့ထင်တယ်ပေါ့မိမတက်ရင်မိမဖြက်ရင်ပြည့်ပြည့်တဲ့ဆိုတဲ့သကလုံးကိုသူတို့ကထင်နေတာပေါ့တကယ်တမ်းမဖြက်ရင်ပြည့်ပြည့်တဲ့ဆိုတဲ့သကလုံးအမှန်အတရားကဘာလဲဆိုနေချင်းဦးဇင်းတို့ဥပဒေမှာပေါ့မလောက်ရလို့ရေးထားတယ်အဲ့ဒီကမကိုဖြက်လိုက်လို့ရှိရင်လောက်ရလောက်ရလောက်ရဖြစ်သွားပါဘူးနာရီအပြင်မှာသူတို့ဦးဇင်းသောက်တဲ့ငါးပါးတိလာပေါ့တူတက်ကိုမတက်ရမဖြက်လိုက် သူ့တက်ကိုတက်ရနော်တိုးတာကိုမခိုးရမဖြတ်လိုက်တိုးတာကိုခိုးရတူတာများကိုမကျူးလွန်ရမဖြတ်လိုက်တူတာများကိုကျူးလွန်ရနော်မလိမညာမပြောဆိုရမဖြတ်လိုက်ပြောဆိုရအယတ္တကိုမတော့ရမဖြတ်လိုက်တောက်ရအဲ့ဒီမှာမဖြတ်လိုက်ပါဖြစ်ရမယ်တခိုးတွေကြဘိုးတွေကြာကူလီတွေကလိန်ကကြီးတွေပေါ်တော့ အဲ့ဒီကြလို့ရှိရင်အဆွေရအနေနဲ့ထိန်ချုပ်ဖို့ခတ်သွားကိုတကူတမရီထားကြွတောင်းကြမှုဖြစ်သွားကိုအဲ့ဒါကိုမဖျက်ရင်ပြည်ပြက်တယ်လို့ပြောတာဖြစ်ပဲမိမဖျက်ရင်ပြည်ပြက်တာမဟုတ်ပါဘူးเนาะအဲ့ဒါကြောင့်ဦးသိန်းကဒါကိုနားလဲသိချင်လို့ပြောတာဖြစ်ပါတယ်เนาะမဖျက်ရင်ပြည်ပြက်တယ်ဆိုတာကကြတော့ဥပဒေမှာပါတဲ့မကိုဖျက်တာကိုဆိုလိုတာဖြစ်ပါလေမန်နဲ့ မာနနဲ့အတူတူပဲလားတဲ့အတူတူပါပဲเนาะအဲ့ဒီမန်ဆိုတဲ့မြန်မာတက္ကလုံကမာနဆိုတဲ့တက္ကလုံကနေတင်းတက်လာတာဖြစ်ပါတယ်เนาะမတူတာကဘာလဲဆိုလို့ရှိရင်နတ်တက်နဲ့မန်နဲ့ရာကောက်တက်နဲ့မန်နဲ့မတူတာအဲ့ဒီမာရေချနတ်တက်မန်ကမာနကတင်းတက်လာပြီးတော့မာရေချရာတက်မန်ကမာရဆိုတဲ့တက္ကလုံကနေတင်းတက်လာတာဖြစ်တာပေါ့เนาะအဲ့ဒီခုကိုဥဒင်းရှင်းပြမယ်ပေါ့ မာနာဆိုတဲ့မန်ကကြတော့ထားတဲ့နဲ့မာနာရယ်မထားတဲ့နဲ့မာနာရှိပါထားတဲ့နဲ့မာနာဆိုတာကကြတော့သူသူတော်မှဖြစ်တည်တာပဲငါကဘာလို့မဖြစ်ကမှလဲအဲ့လိုမန်မျိုးကိုကြာထားတဲ့နဲ့မာနာလို့ခေါ်ပါတယ်နော်မထားတဲ့နဲ့မန်ကဘာလဲဆိုလို့ရှိရင်သူကငါတော့အစင်မရှိပါဘူးသူကငါတော့မချမ်းသာပါဘူးအဲ့လိုမန်မျိုးကြတော့မထားတဲ့ဘူးပေါ့လေနော် ဒါကနန်းငယ်နန်းငယ်ရမှန်နဲ့ပတ်သက်တာပေါ့နော်ဘာကောင်းနဲ့တက်တဲ့မှန်ကြတော့မှန်နဲ့ကိုပြောတာအဲ့ဒီမှန်က၅မျိုးရှိတယ်ပေါ့နော်ဒီဝါပုဇာဆိုတဲ့မှန်နဲ့ရဲ့အဘိသင်္ခါရမှန်သူတဲ့ကုတုအကုတုဆိုတဲ့မှန်ရဲ့ခန္ဓာဆိုတဲ့ခန္ဓာ၅ပါးဆိုတဲ့မှန်ရဲ့နော်မေတ္တုမှန်သူတဲ့တည်ရင်းဆိုတဲ့မှန်ရဲ့ပေါ့နော်ပြီးရင်ကိရိတာဆိုတဲ့မှန်တူပြီးတော့မှန်၅မျိုးရှိတယ်ပေါ့နော်ဒီနှစ်ခုက မာယေချနာတမန်ရယ်မာယေချရာတမန်ရယ်ပေါ့အဲ့ဆိုဘုရားလဲတူပရိသန်တူဒေဝရလဲတူပရိသန်တူအလုံးတိမာပါအဲ့ဒီမှာအယူသမှန်တာကမြတ်စွာဘုရားမှားတာကဒေဝတ္ထအယူသမှားပါတဲ့ဒေဝရကိုဘာကြောင့်လူတွေကကိုးကွယ်နေတာလဲယုံကြည်နေတာလဲပေါ့နော်အဲ့ဒါဥဒင်းသက်သာရေးသိပညာပေါ့ social psychology ညာရှင်းပြမှာဖြစ်ပါတယ် လူတွေကပထမအမြင်ကိုပဲဥသားပေးလို့ရှိတယ်ပေါ့အဲ့ဒီပထမအမြင်မှာအထင်ကြီးရင်အဲ့ဒီလူပုဂ္ဂိုလ်ကိုနောက်ပိုင်းစိုက်ထင်ကြီးကောအဲ့ဒီပထမအမြင်မှာအထင်သေးမှဆိုလို့ရှိရင်အဲ့ဒီလူကိုနောက်ပိုင်းဘလောက်ပဲကောင်းကောင်းအထင်သေးနေသေးပဲဒါတွေကိုတိတယ်ပေါ့တချို့ဘာသာရေးကောင်းဆောင်တွေတိတဲ့ခါကြတော့အဲ့ဒီပထမအမြင်မှာအထင်ကြီးရလို့ရှိတယ်အဲ့ဒီနီးမှာနှစ်နည်းရှိတယ်ပေါ့ controlling ရယ် semester ကွန်ထရိုးလင်းဆိုတာကိုယ့်ရဲ့ကောင်းတဲ့အရာတွေအဲ့ဒီပုံကိုကိုအဲ့ဒီလူတွေကိုချပြတာပေါ့အရှင်ဒီဝရကအသာသာကိုသူ့ရဲ့တကောအပင်ညင်နဲ့မွေတွေဖန်သိမ်းပြီးတော့ခေါင်းတွေပြပြတာလို့ဘွားကနားပေါ်တော့လက်ပြတဲ့ခါမှာဟိုကလူငယ်လေးအသာသာကသူ့ကိုယုံကြည်ဝော်နော်အဲ့ဒါပထမအမြင်မှာသူအထင်ကြီးသွားတာနောက်ပိုင်းဒီဝရဘလောက်ပဲမကောင်းမကောင်းသူကဆက်ပြီးတော့ကြီးနုံနေသေးပဲဖះနဲ့မတွေ့ခင်ပေါ့နော်ပထမအမြင်ကိုဥသာပေးလို့ရှိတယ် နော်ဒီဘက်က controlling လုပ်လိုက်တာပေါ့နော်သူ့ရဲ့ကောင်းတဲ့ရာကိုချပြလိုက်တာနောက်တစ်ခု statistics သူ့ part ပေါ့ပြတာမဦးဒင်းဘုံကြီးတွေဆိုရင်တချို့တော့ချမ်းသာတဲ့ပုံကိုယ်တွေကိုပေါ့ part ကတာ part ကတာအဲ့ဒါ statistics ခေါ်တယ်နော်အဲ့ statistics ခေါ်တယ်ပေါ့ဟုတ်ပြီတပကလူတွေကဘာကြောင့်သူတို့ရဲ့ဆရာသမားမှားနေပါလျက်နဲ့မစွန့်နိုင်တာလဲဆိုလို့ရှိရင် ဥဒင်းခွန်ကပြောခဲ့သလိုပဲပထမအမြင်မာအချင်းကြီးလေးသားပါလားအဲ့ဒါကိုစိတ်ပညာရှင်ဘယ်လိုလက်မသိဘူးလေတန်းတက်ထားတာပေါ့အဲ့ဒီဒီပုဂ္ဂိုလ်တယောက်ကိုပဲလူအုပ်စုနှုတ်သူကသူ့ကြည့်ခိုင်းမှာဘယ်လိုကြည့်ခိုင်းမလဲဆိုရင်ပထမတအုပ်စုကိုရတဲ့ကညာကောင်းတော့ဝရိယကြီးတော့ကောင်းတဲ့ကောင်နှစ်ခုချယဉ်ချပြတယ်ပြီးတော့မှမနာလိုတော့ရန်လိုတော့ကမှုချိုးနိုင်တော့ဆိုပြီးတော့နောက်မှမကောင်းတဲ့ကောင်ချပြတယ် အဲ့ဒီလောကသူကသူကအစမှာညာကောင်းတော့လုံလားရှိတော့ဆိုပြီးတော့မြင်တဲ့ခါမှာနောက်ပိုင်းအဲ့ဒီလူပုဂ္ဂိုလ်ကိုမကောင်းတာဘယ်တော့မှမမြင်အဲ့ဒီလူအုပ်သူကြီးကသူ့ကိုလူကောင်းလို့သတ်မှတ်ထားတာပဲနော်ဟုတ်ပြီခုနတန်းတဲ့လူလူတယောက်ကိုပဲနောက်လူအုပ်သူနဲ့ခပ်ပြတယ်အဲ့ဒီခါမှာကျတော့မနာလို့တော့ရန်လို့တော့နော်ကမှုချိုးရနေတော့ကိုမကောင်းတဲ့အရာကိုအရင်ချပြတယ်ပြီးမှညာကောင်းတော့လုံလားရှိတော့ကောင်းတဲ့အရာကိုချပြတယ်အဲ့ဒီလူတို့ကျတော့ မကောင်းတဲ့ဟာကိုအရင်မြင်တဲ့အတွက်ကြောင့်သူဒီဘလောက်ပဲနောက်ပိုင်းမှာမကောင်းတာပဲလို့လို့ကောင်းတာပဲလို့လို့သူ့ကိုမကောင်းတော့သူအဖြစ်ပဲမြင်တာပညာကလူများစွာပေါ့ရေပုံရအဖြစ်လူများစွာကပထမအမြင် first impression ကိုပဲဂယုတိုက်လေးရှိတယ်ဟုတ်လားတကယ်ကိုပညာရှိတဲ့တည်းရင်အချိန်ကာလကိုတောင်းကြည့်ပြီးမှဒီလူကလူကောင်းပဲဒီဘုန်းကြီးကဘုန်းကြီးကောင်းပဲ ်ဒီလူကလူသိုးပဲဆိုပြီးတော့မှတက်မှတ်တာဖြစ်တယ်သွတ်ဖြစ်တာဖြစ်တယ်များသောအားဖြင့်လူတွေကတော့ first impression ပဲပထမအမြင်ပါပဲသွတ်ဖြစ်တာဖြစ်တယ်